ားလုံးပဲမင်္ဂလာပါရှင်။ Hope for Myanmar Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါရစေ။ကျမတို့ရဲ့ Channel လေးကနေပြီးတော့ပရိသတ်တွေအတွက်ကျမရင်းနဲ့ဘုသူတရားပဲအကြောင်းတွေကိုတက်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ဒီကနေ့မှာတော့ဇတ်သူတားစာကျန်အလေးထားအကြောင်းကိုတက်ဆက်ပေးတော့မှာပဲဖြစ်ပါရရှင်။ဇတ်သူတားစာရဲ့အလေးထားကိုကန်နီပါလီစိန်လို့ခေါ်ပါရစေ။ကန်နီပါလီစိန်ကတရိစံတွေထဲမှာတော့မရှာပါလာပါဘူး။ရင်းနေတတ္တဝရတွေထဲမှာဆိုရင်အသားစာငါးများနဲ့ပဇော်မျိုးစိတ်တချို့ဟာ ဇတုတာစာတဲ့ကြပါရယ်။ကိုနှစ်ရည်နေတတဝါထဲမှာဆိုရင်ဖာပြုတ်မျိုးနွယ်တွေနဲ့အင်းဆက်ထဲမှာဆိုရင်ပိန့်ကိုမျိုးစိတ်တချို့ကကန်နီပါလီစိတ်နဲ့နာမည်ကြီးကြပါရယ်။ဇတုတာစာရာကောင်းတဲ့အကျင့်လားဆိုရင်ဖျားခက်ပါရယ်။တဘာဝတရားကြီးကတချို့အကောင့်တွေကိုမျိုးစိတ်တူချင်းပြန်ဆောက်ခွင့်ပေးထားပါရယ်။အသားစားသတိစံတွေတင်းမှပဲတွေ့ရတာမဟုတ်ပါဘူး။အပြင်စားသတိစံတွေတင်းမှလည်းညမို့ခံပါလာရိခါ stress တွေ ပြလာရိခါပြန်ဆောက်တတ်တယ်လို့ဆိုပါရယ်။ အမဲလိုက်တက်တဲ့တရိစံတွေဆိုရင် အမဲလိုက်စရာတခြားသောကောင်တွေ ရှားပါလာတဲ့အခါဖြစ်စေကိုမျိုးတွေတိတ်များလာတဲ့အခါဖြစ်စေအုပ်စုရဲ့အတွက်ရွက်ကြသွားအောင်ဇတုသားစားပြီးအမျိုးဖြုတ်ကြပါရယ်ဖားပြုတ်တာလောင်လေးတွေမှဆိုရင် မောင်နှမအချင်းချင်းပြန်စားတာပါဖားတပိုင်းငါးတပိုင်းတွေကတကယ်လို့သူတို့ပေါက်ထားတဲ့ရေအားရေကန်၆လရင် အကုန်တေကုန်မှဖြစ်ပါရယ်အဲ့လိုအသေးခံကြမယ့်အစား တချို့တာလောင်တွေက အရွယ်စားသေးတဲ့တာလောင်တွေကိုပြန်စားပလိုက်ပါတယ်။အဲ့လိုစားလိုက်တဲ့အခါအင်အားတွေတိုးလာပြီးတမှုဟုတ်ခြင်းကိုအကောင်ကျလာပါတယ်။အဲ့လိုခွန်အားတက်လာတော့မှရေခမ်းလာတဲ့အိုင်ကိုခုံကျော်ပြီးလူရကျွေရကိုကုခတ်သွားနိုင်တာပါ။ဖားလောင်အကုန်လုံးအတိခံမဲ့အစားဇတုတာအစားပြပြီးရှင်လို့ရတဲ့လောက်ရှင်းကြတဲ့သဘောပါ။ဒါကိုဆဗရန်ကန်နီပါစင်လို့ခေါ်ကြပါတယ်။ဆာဂျူရီကန်နီပါစလင်ဆိုတာရှိပါသေးတယ်။မိတ်လိုက်ပြီးတဲ့အခါ မိတ်လိုက်ပြီးတဲ့အခါအဖေကိုစပြစ်လိုက်တာမျိုးပေါ့အထွတ်တဖြစ်အခြေကအမစာရခဲရတာများပါတယ်အမအထီးကိုစာပြီးဖွင့်ပြလာတော့မှတာသမင်းတွေဇက်မွေးပါတယ်သရိစံတွေဇက်သူသားစာရကိုကြတာစိတ်ထဲဘလို့မှမနေကြပြီမယ်လူချင်းချင်းစာရကိုတော့အလိုဆက်ဆုပ်ကြပါတယ်လူသားစာချင်းအလေးထားကတမိုင်ကြောင်မှရှိခဲ့ပါတယ်ကနီပါစနေဆိုတဲ့ဇကာကကဘရဆိုတဲ့စပိန်ဇကာအနေနဲ့စဉ်တက်လာတာပါနေမြေစူဆန်ရှာဖေးတူ ကွလန်ဘတ်ကလူဒါစာရင်လေးတာရှိတဲ့လူရင်းဒေတာကိုရောက်သွားခဲ့။အဲ့ဒီဒေတာအကြံကိုစပိန်ဘေးရမကြီးကိုတင်လျှောက်တင်တော့ဘေးရမကြီးကလူဒါစာရင်အကြံကိုဥပဒေထုတ်တားမြေခဲ့ရကစပြီးဒီစကားကိုလူတည်လာခဲ့ကြတာပါ။ကလေးဆိုရင်လူရင်အုပ်စုနမည်ကနေကာလာရွေလျားလာတဲ့ကန်နီဘီလို့ပြောင်းလာပြီ။နောက်ဆုံးမှာတော့ကန်နီဘယ်ဆိုပြီးဖြစ်လာတာပါ။လူသားစားတဲ့အကြောင်းမပြောခင်15ရာစုလောက်တုန်းကလူသားကိုစီကူတဲ့နေရာမှာတုံးခဲ့တယ်လို့သိရပါဗျ 19ရာစုတုန်းကဥရောပလူမျိုးတွေကယောဂကုရစ်နေရာမှာမမ်ပီယာလို့ခေါ်တဲ့အညိုမုတ်တမျိုးကိုသုံးကြပါတယ်။မမ်မီယာလို့ခေါ်တဲ့အညိုမုတ်တမျိုးကိုသုံးကြပါတယ်။ဝယူးပြန်တာပဲဖြစ်ဖြစ်တရားရတာပဲဖြစ်ဖြစ်ဝမ်ယောဂပဲဖြစ်ဖြစ်ရိုးရိုးဖြားနာတာပဲဖြစ်ဖြစ်ဘာပဲလို့လို့မမ်မီယာရှိတယ်ဆိုပြီးအဲ့ဒီမုတ်ကိုတောက်ကြလင်းကြရွှေကြပါတယ်။မမ်မီယာမုတ်ကဘယ်ရရလဲဆိုတော့အစ်ချစ်ကခိုးလာတဲ့မမ်ပီယာအလောင်းကောင်တွေကိုကြိတ်ချပြီးလှုပ်ထားတာပါ။ အရိယမုတ်က96ပါးယောဂအကုန်ပြောက်တဲ့ဟိတ်ဆိုပြီးနမည်ကျင်းလို့လို့မန်ပေအလောင်းတွေထက်ခိုကြလူတီရီကိုမမီပြန်အောင်လုပ်ကြနဲ့အတော်စရာရှုခဲ့ပါသေးတယ်။နောက်ပြီးတော့လူတီရီရဲ့အသားကိုအမုတ်ကျိတ်ကြပြီးဇီဝရည်ထည့်ကြတယ်။လူသားရဲ့စီကိုထုတ်ပြီးပျိုးစီလိုမျိုးလှုပ်လိမ့်ကြတယ်။လူသားတဲချီရီကိုအာတုစီဆိုပြီးလည်းထုံကြတယ်။လူကျွေးကိုအချောက်ခံပြီးအမုတ်လုကစီဖို့ဆက်ကြတယ်။ ဒါရီကားကနေပါစလင်ကိုအားပေးတဲ့ပုံစံဖြစ်နေပါရဲ့တကယ်ကနေပါစလင်အစ်စ်ကိုတော့တရုတ်ပေါ့ပေါ်ကြီးရဲ့အတိုင်ပြမှာရှိခဲ့ပူပါရဲ့ဘရင်အဂရစ်ကြီးရဲ့နန်တွင်ဟင်းလျာတွေထဲမှာအထူးလျော်ဝဲဆင်မရတဲ့ဟင်းတမဲရတော့လွတ်တာဟင်းဖြစ်တယ်လို့သမိုင်းမှတ်တမ်းတွေကဆိုပါရဲ့ဒါပြင်ဖီလာကနေပါစလင်ဆိုရလဲနာမည်ကြီးခဲ့ပါသေးတယ် အဲ့ဒါကဘာလဲဆိုတော့လူကြီးမျိုးပါရနေမကောင်းရင်တေကောင်ပေါင်းလဲဖြစ်နေတာသမီးရဲ့အသားကိုစားတဲ့အခါတက်တာသွားရဆိုပြီးစားကြတာပါလူကိုလိုက်တက်ပြီးမှစားရမျိုးမဟုတ်ပဲအခုလိုလိုအပ်တဲ့အချိန်မှာလူသားစားရမျိုးကအကဲအကါကတရားဝင်တယ်လို့ဆိုပါတယ်တကယ်တော့လူသားစားရတဲ့လေကအင်မတန်ကြောက်ဖို့ကောင်းပါတယ်လူသားစားရင်သူစီကယောဂဘူတွေကပ္ပယောဂတွေကိုစီကိုကုဆလနိုင်ပါတယ် ဒါပြန်လူကြစားပြီးတည်တက်တဲ့ယောဂသမျိုးလေးရှိပါတယ်အဲ့ဒါကို guru disease လို့ခေါ်ပါတယ်ဒီယောဂရဲ့အစတော့ new guinea ဆိုတဲ့ဒေသက foreign လို့ခေါ်တဲ့လူမျိုးစုမှဖြစ်ခဲ့တာပါအဲ့ဒီလူမျိုးရဲ့တလေကလူတည်သွားရင် ကောင်းရမွေရရအောင်အတုပအလံကံကိုချက်စားကြတာပါတယ်အလောင်းကောင်ကိုစားတဲ့အခါအတောင်းကိုတော့လူမျိုးစုရဲ့ခေါင်းဆောင်ရောကြားရစားပြီးအတွင်းကလေးစားနဲ့အုံနောက်ကိုတော့မိမနဲ့ကလေးတွေကိုကြွေရယ်အလောင်းကောင်ရဲ့အုံနောက်ထဲမှာ ပင်နီအွန်လို့ခေါ်တဲ့ပစ္စည်းလေးရှိပါတယ်။အဲဒီပစ္စည်းလေးကိုစာမေရိကမှာအုံနောက်ချွတ်ယွန်ပြီးတည်သွားတတ်ပါတယ်။အဲ့လိုထပ်တည်သွားရင်သူ့ကိုထပ်ချက်စားကြပြီးအဲယောဂါကသူများတွေကိုချက်ကူပါတယ်။ချက်ကူလို့တည်လေအလောင်းကိုထပ်ချက်စားလေးနဲ့ပျော့ပျော့ကြည့်ယောဂါကူကုန်ပါတယ်။မတေးခင်မှာအဲလူတွေကမတရားရီမော်ပြီးတစ်ခုလုံးလောက်ခါကြပါတယ်။သူတို့ကတော့ legend screenings လို့ခေါ်ပြီးအောက်လန်ဒီနဲ့ပြူစားလို့ဖြစ်တာလို့ထင်ကြတာပါ။အ အလောင်းကောင်ကိုစပြီးပြီးအချင်းဖြစ်တာမဟုတ်ပဲနှစ်နေငယ်ကြတော့မှလက္ခဏာတွေပြပြီးတိကျတာမလို့လူသားအဆလို့ဖြစ်တာမှမသိကြပါဘူး။နှွားရည်စိတ်တွေထဲမှာလည်းအလားတူယောဂရှိပြီး Prion Disease လို့စိတ်ပညာမှာထုံခေါ်တတ်ကြပါရဲ့။ဒီလောက်ဆိုရင်ဇတ်တူတာအစာချင်းရဲ့တမန်ကြောင့်နဲ့ကြောက်ဖို့ကောင်းတဲ့အကြောင်းကိုဒီလောက်ပြီးထင်ပါရဲ့။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဇတ်တူသားစာချင်းအလေးထားအကြောင်းကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါရဲ့ရှင် ။နာဆင်တို့ပရိသတ်များအားလုံးစိတ်ချမ်းသာခြင်းကိုကြမှခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျမရဲ့ Hope for Myanmar Channel လေးမှာဆုမကောင်းတောင်းပန်လိုက်ပါရရှင်။ကျမပြောရှင်တဲ့နေ့အတိုင်းကိုအဆန်ထရဝပိုင်ဆိုင်နေကြပါစေရှင်။